တတိရှိရဆိုခင်ဗျားတို့အဲ့မျိုးပေါင်း60ကျော်မှာခင်ဗျားတို့ရွေးကောက်ပွဲလုပ်တတိရှိရခင်ဗျားအဲ့မျိုးပေါင်း60ကျော်မှာခင်ဗျားတို့အန်လူဂျီရဲ့မျိုးနဲ့အုပ်ချုပ်ရအောင်အန်လူဂျီရဲ့ရဲတရင်အန်လူဂျီရဲ့ခင်ဗျားတို့ဘာပါကပါဆိုင်းဘုံတင်လိုက်လုံလိုက်ဒီပေါ်ဒေတာတွေမှာလည်းဘယ်လိုပဲ PNN နဲ့ PNN ကိုရဲတိုက်ပြီးတယ်အဓိကအဲ့ဒီစစ်ကူးကြီးကြောက်တယ်အဲ့ဒါမို့ကျွန်တော်တို့ပြောချင်တာဒီကာလမှာကိုလူမျိုးအချင်းချင်းဘာအကြောင်းမျက်မှောက်တက်တက်ပြောင်းပြည့်ရစီမလို့ ဟယ်လိုချာရမီဝပီတူညကိုမော်ရမများအလုံးမင်္ဂလာပါ Newsbeat Channel ကနေပြန်မချုပ်ဆိုလိုက်ပါတယ်2025ခုနှစ်မေလ31ရက်နေ့ရက်ကျွန်တော်စနေနေ့မနေ့ပိုင်းမှာနောက်ဆုံးကြားသိရတဲ့အဦးဖြစ်ပြတော်လန်သတင်းတို့သတင်းကောများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ဒီနေ့မနေ့မှာဆိုတော့တော်လန်ရာစုတွေနဲ့ပြန်မယူဆောင်လာပေးတဲ့တော်လန်သတင်းကောတွေပြင်မိုမိုက်ကွဲပါနော်ကြည်ကွဲလာမယ့်တွင်လည်းကျွန်တော်ကြည့်ရှုမှာပဲဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကျွန်တော်ခါတိုင်းလိုပဲတော်လန်သတင်းတော်လေးတွေကြည့်လိုက်ရအောင်နော်အယုံဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့မော်ခီတပ်စခန်းနဲ့ဗီယက်နမ်စခန်းတို့ကိုကန်နလီဖူအောင်တရိကန်နဲ့မြို့မှာစစ်တိုက်သိမ်းပိုက်နှံခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ထိုင်းဘက်ကနဲ့ဝေါ်လီဂျာမှာရှိတဲ့တပ်စခန်းပါဝေါ်လီတို့ကနယ်လီတို့လိုတပ်စခန်းကြီးတော့မဟုတ်ဘူး။ရှေ့တန်းကာကင်းစခန်းဗီယက်နမ်တပ်စခန်းနဲ့မော်ခီစခန်းအကောင်တွေရောထိုင်းဘက်ကိုထွက်ပြေးသွားကြတယ်ဆိုပြီးတော့မှစစ်ရေးတရိကန်နဲ့မြို့မှာပြောဆိုထားဖြစ်ပါတယ်။အဲ့ဒီဗီယက်နမ်စခန်းကဆိုတော့ပြန်လဲရေးမျက်နှာပြန်ထည့်ပေး၄၁၆၀ကျော်မှတရှိပြီးတော့မှအမြင့်ဆုံးတောင်ကုန်းဖြစ်ပြီးတော့မှ တလိုင်းပေါ်တရကနေပြီးတော့မှအချင်းချင်းတိုက်ယူခဲ့ပေမဲ့ရရှိခြင်းမရှိဘူးလို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။တကယ်တော့တရင်ကားပဲပေါ့နော်။ကျွန်တော်ဒီကန်နယ်လင်းနဲ့ပူအောင်တရကနေပြီးတော့မှစစ်ကောင်စီရဲ့စစ်ကောင်ကုန်းတွေကိုထုတ်ပြီးတခုတင်ပရရှိနေတာပြီးတော့မှစစ်ကိုတွေအနေနဲ့နည်းနည်းမှချပဲနဲ့ဟုတ်ဆိုရင်ထက်မြက်ကိုထွပေးသွားကြတာပဲဖြစ်ပါတယ်။ထွပေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုထိုင်းနိုင်ငံစစ်တပ်ကနေပြီးတော့မှ BGF ထံပြန်ပြီးတော့မှလွှဲပြောင်းပေးခဲ့တယ်လို့လည်းကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့ စစ်ကောင်စီကကချင်လွတ်လပ်ရေးတပ်မတော် KAI တင်ပိုက်ထားတဲ့ကချင်အထူးဒေသတစ်ကိုလည်းပြန်လည်တိုက်ခိုက်နိုင်ဖို့ပြည်သူစစ်အများပြားနဲ့စစ်ကြောင်းထိုးဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။နေတိုင်းတင်ကားနဲ့လမ်းပြပြုံးမှရှိကိုတိုးနေတယ် KAI PDF ကစောင့်ပြတဲ့စစ်တပ်စစ်ကြောင်းကတဖြည်းဖြည်းတိုးနေတဲ့အနေအထားစပရမဒေသခံတရီမြေကနေပြမပြောဆိုထားဖြစ်ပါတယ်။ KAI နဲ့မဟာမိတ်ထိုးစစ်ဆင်တဲ့နေရာမှာဥစုံတင်ရင်နဲ့မိသားစုံတော့ တပိတော်ရဖြစ်ပြမဟုတ်ချိန်မှာဆိုရင်နေပြည်တော်မှာရှိနေတဲ့စုပြမလည်းတတိယနေ့ထွပေါ်နေတာပဲဖြစ်ပါတယ်ဒါပေမဲ့ပေါ့နော်ကျွန်တော်ပြီးသူဆက်အများပြားနဲ့စကောင့်စီတဖို့မနေရတော့အခုဆိုရင်ကျွန်တော်ကေဘကနေပြမထိမ့်ချုပ်ထားတဲ့သူတို့ရဲ့ဒီစီရေးဒေတာအမှတ်တစ်ကိုပြန်ပြမ ရရှိနိုင်ဖို့စူးစမ်းနေတာပြမအဓိကအနေနဲ့သူတို့မြေရှားတပ်ထုတွေကိုပြန်လည်လိုချင်နေတာပဲဖြစ်ပါတယ်အဲ့ဒီလုပ်ခွင့်တွေကလည်းတစ်ဆင့်စီးဘတ်ဂျက်အနေနဲ့ပေါ့နော်အသုံးချနိုင်ဖို့စူးစမ်းနေတာမို့လို့မြို့လိုက်ပေါ့ဂျာနက်စကောင်းဆောင်တွေရဲ့အစီအစဉ်ဆိုတော့လုံးဝမဖြစ်နိုင်တော့ဘူးဆိုတော့ကျွန်တော်တို့ခုခရေကပြောလို့ရနေတာပဲဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့မှာပြမဆိုးအနေနဲ့ကြာမှာကတော့ကျွန်တော်တို့တောင်ပိုင်းကမှာကရင်တော်လိုင်းရဲ့ဖွဲ့စည်းတွေကနေပြမစစ်ကောင်စီရဲ့စစ်စခန်းကုန်းတွေကိုတုတ်ပြီးတခုတင်ပါရရှိနေပြီဆိုတဲ့အကြောင်းကိုဆရာလူမြတ်ကျော်ကနေပြမတရင်ကောင်းလေးပြောဆိုထားတာဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေဖက်ထားမလဲဆိုတာကျွန်တော်တို့စာချစ်လိုက်ရအောင်နော်ရွှေအင်းနဲ့ကနေလေးစကောင်ကိုတင်ပြီးရွှေအင်းနဲ့တက်စကောင်ကိုထပ်သိမ်းတယ်မေလာ30ရင်းနေနတ်နတ်မှာတော့မရင်တော့တက်စကန်နဲ့မော်ကီတက်စကန်နဲ့တက်သိမ်းပါအပါအကေဂိမ်းအိုဗာ ။နကိုလေးက KIA TNL MND PDF အစရှိတဲ့တက်တွေကိုတော့တက်ရခက်ပြီးပင်ကြားကင်းရပြီးနေပြီးတော့မှဖျားတမ်းမီးလောင်နေကြရတဲ့ဖက်စစ်တပ်ဟာပါဠိလိုအမိုးလိုအတီးလိုအကျော်လိုဖိုးခွားလိုဖက်စစ် TV ထိုးစစ်ဆင်ပြီးဆိုတဲ့တကာလဒိတ်အူပါ။အဲ့တော့တရက်သေးကိုစကန်း၃ခုတက်မနေသိမ့်နေပြီးတော့ပလေရိုကနေလေး လက်လက်ကြီးတွေအများအပြားရရှိတယ်။ကျန်စခန်းတွေကတော့ကြောက်ဖြစ်ပြီးသွားတာဖြစ်ပါတယ်။မော်ခီမော်ခီဆိုရင်ဖြစ်ပြီးသွားတယ်။ရွှေအင်းနိုင်ကတော့မရဘူး။ဘာမှမရှိခဲ့ဘူး။ဘရင်တော်ကတော့ရန်သူတွေအဲတော့ဖက်စစ်တပ်ကအပြုံလိုက်ပြေးတယ်ကျွန်တော်တို့သိရတယ်။အဲ့တော့ကျွန်တော်တို့ဘင်းတော်တက်စခန်းနဲ့မော်ခီတက်စခန်းဘင်းတော်တက်စခန်းဟာဆိုရင်ကဲနလေပူပေါင်းပင်းနဲ့တက်တွေဟာဆယ်စုနှစ်နဲ့ချူကြီးတိုက်ခဲ့တဲ့စစ်တပ်ရဲ့အခိုင်အမာစခန်းကြီးဖြစ်ပါတယ်။ပင်လေရင်းမြနာမြေအထက်ပေ၄၁၆၀ 1968မီတာကျော်မှာတည်ရှိတဲ့မြောက်ပြည်ခရိုင်တစ်ခုလုံးမှာအမြင့်ဆုံးတောင်ထိပ်မှာတည်ထားတဲ့ခိုင်မာတဲ့ဒက်စကန်ကြီးဖြစ်ပါတယ်။အင်းဒီဒက်စကန်ကိုကင်နဒီပူအောင်တက်ပြီးခဏခဏစေစုနေနဲ့ကြီးတက်ခဲ့ပါလိမ့်မယ်။ဒီကာလမှာတော့နိုင်ပိုင်းနဲ့နိုင်ပိုင်းနဲ့ကိုအိမ်ပတ်ရရှိခဲ့တာဖြစ်ပါတယ်။ဒါကိုကြည်ချင်းအဖြစ်ဖက်စစ်တပ်ရဲ့အကြက်ဖက်ဖက်စစ်တပ်ရဲ့လောက်မှာစစ်မှုထမ်းနေတဲ့ရရှိရကအကြက်စစ်တီးအကုန်လုံး လက်နက်ချဖို့အစဉ်သစ်ဖြစ်နေပြီလို့ယူဆလို့ရပါတယ်ဝင်သာတိုက်ပါထိုးစစ်ဆင်လာခဲ့ပါဆစ်ချီလာခဲ့ပါလက်နက်ချပါမယ်လို့အတိပေးနေတယ်လို့ပါပဲအဲ့တော့မြောက်ရီခရိုင်တစ်ခုလုံးမှာရှိတဲ့စကန်၃ခုအချက်ဘောနေဗျူဟာနဲ့တေဘောဘုံဥက္ကိဋ္ဌ၃ခုရှိပါဒီ၃ခုဟာရှိမှတဲ့ ြီးမားတဲ့ဒီဟာတစ်ခုပြောလို့ရတယ်ပုခနုတ်ဆိုင်တဲ့အနေထားရှိပြီးဝါမီတာကာငင်းကိုထပ်သိမ်းထားလိုက်ပါသေးတယ်ဒီညနေမှာပဲအဲ့တော့ဝါမီတာဝါမီတာဟာဘောနီကာလန်စုံစည်းမြိုင်နဲ့ဥခိတာထားမှာရှိတယ်ဥခိတာစကန်ရဲ့ကာငင်းစကန်တစ်ခုဖြစ်တယ်ဥခိတာကိုဗီဒီယိုတွေပါရိုက်နေတယ်သိရမလားဥစဉ်ဆိုတော့အဲ့တော့ဥခိတာကာငင်းကိုဒီမနက်သိမ်းလိုက်ပြီဆိုတော့မကြခင်မှာဥခိတာကိုသိမ်းပြီးဒီဘောမို့ဥခိတာဝါနီပြီးရင်တော့မြောက်ဒီခရိုင်တစ်ခုလုံး ဖားစီတန်ကြီးလွတ်လွတ်လပ်လပ်ညံပြီးခရင်ထိုးစစ်ဟာအကျဉ်းချဖို့ကောင်းတဲ့အခြေအနေကိုရောက်လာမှာဒီမှာဆရာလူမြတ်ကျော်ပြောထားသလိုပဲကျွန်တော် ကင်းတော်လိုင်းတပ်ဖို့ဝင်နေပြီးတော့မစကွန်ဆစ်စကန်တွေကိုတရေကိုတုံးဖို့တော်မှာပါနော်အခုဆိုရင်တင်းပရရှိနေပြီဆိုတဲ့အကြောင်းတရင်ကောင်ပြောဆိုထားတာပဲဖြစ်ပါတယ်မြောက်ဒီခရင်ထဲမှာရှိတဲ့သူတို့စကန်တုံးဖို့လိုပဲကျန်တော့တာပြီးတော့မအဲ့ဒီတုံးဖို့တာရရှိမယ်ဆိုတော့ကျတို့မြောက်ဒီခရင်တစ်ခုလုံးမှာရှိတဲ့ပေါ့နော်စကွန်ဆစ်စကန်တွေဟာဆိုတော့ကျတို့ကန်ယူရဲ့လက်ထက်ရရှိတော်မှာပဲဖြစ်ပါတယ်အခုဆိုတော့စကွန်ဆစ်တပ်ဖို့ဝင်နေကတော့ အကွက်ကွက်ပြပြနဲ့ထိုင်းဘက်ကိုထပြေးသူရတဲ့သူတို့ပြေကျွန်တော်ဘက်ကနေမြို့မှာအရှင်ဖမ်းမိရတဲ့ပေါ့နော်စစ်ခိုးတွေကလည်းမြက်ပြနေတာမလို့ဒါအောင်မှကျွန်တော်ဘက်ကနေမြို့မှာခုဆိုရင်အရေးတုတ်ကိုပြန်ပြီးတော့စစ်စစ်နေဆက်ပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဒီလိုမျိုးကျွန်တော်တို့တော်လိုင်းရဲ့ရဲဘော်တွေရဲ့ရှင်းလင်းချက်မခံချင်ဘူးဆိုရင်တော့အခုကလေးကလင်းချလန်ပြတော်ပြတော်မှကျွန်တော်တို့တော်လိုင်းရဲ့ရဲဘော်တွေနဲ့သူဖူပေါင်းပေါင်းတင်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဈေးနိုင်ငံရေးဝေဖန်လည်လာတုံးသက်သူဖြစ်တဲ့ဦးတန်းစွန်နိုင်ရနေမြို့မှာ NUG ရဲ့ ဒီရထွေထွေပြီလုံးကျွထိုးစစ်ဖြစ်ပေါ်လာနိုင်ဖို့ဆိုရင်ဘယ်လိုမျိုးလို့ဆုံးတည်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှသုံးသပ်ပြောဆိုထားရတဲ့အတိုင်းကျွန်တော်တချို့တော့နားထောင်ကြည့်လိုက်ရအောင်နော်ကျွန်တော်တို့ NUG အနေနဲ့နော်ပကြံအမြောက်တွေပြင့်နေမယ်အစားကျွန်တော်တို့နော်အထွေထွေထိုးစစ်ကြီးတို့တိုင်းရင်းလေးရာတို့နော်ပြောနေမယ်အစားနော်အခြားသောတိုင်းရင်းသားဒေသတွေလို့ကုဒေသကလည်းအညာဒေသဖြစ်တယ်အညာဒေသမှာပဲပေါင်းစုံစစ်စင်ရေးတခုပေါ်ပေါအောင်အရင်ဆုံး ကျိုးပန်းကြည့်အဲ့လိုကျိုးပန်းပြီးတော့မှကျွန်တော်တို့အခြားတိုင်းရင်းသားဒေသတွေနဲ့နော်တပ်ပေါင်းစုလုပ်ငန်းတွေဆက်ဆက်ပြီးတပြည်လုံးသူတွေတိုးစစ်စဉ်းစားလို့ရှိရင်ဖြစ်နိုင်တယ်အဓိပ္ပာယ်ရှိတယ်အခုအနေထားနဲ့ကတော့ဘယ်အင်အားစုကမှလက်တွေ့ဖြစ်နိုင်မယ်လို့လည်းယုံကြည်ကြမှာမဟုတ်ပါဘူးဒါမှမဟုတ်ပေါင်းဆက်ပါဝင်မှုလည်းရှိမှာမဟုတ်ပါဘူးဒါကြောင့်မို့ကျွန်တော်တို့ကြံအမြောက်တွေတလုံးပြီးတလုံးပြင့်နေမယ်အစားကျွန်တော်တို့တပီလုံးဆိုင်ရာအထွေထွေထိုးစစ်ကြီး ကျွန်တော်ဆင်နွှဲနိုင်မှုအတွက် NUG နဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်ပါပြုပြင်ပြောင်းလဲမှုတွေလုပ်ပါဆိုတာ NUG ကိုအမျိုးသားညီညွတ်ရေးတိုင်းရင်းသားတပ်ပေါင်းစုအစိုးရအဖြစ်ပြင်ဆင်ဖွဲ့စည်းလိုက်ပါအဲ့ဒီမှာဟိုစစ်ကော်မရှင်ကိုမြင့်မြင့်မားမားကျွန်တော်တို့ဟိုရှေ့တန်းတင်ပြီးတော့ဒီလုပ်ငန်းအားလုံးနော်အာဘာနာရေးအကြောင်းချက်လက်အားလုံးနော်စစ်နိုင်ရေးအတွက်နော်အားတုံကွန်ဆိုက်ပံ့ပိုးပေးပြီးတော့ကျွန်တော်တို့ဘိုးစစ်ဦးစီး ကော်မတီတရဖွဲ့စည်းပြီးတော့အထွေထွေထိုးစစ်ဆင်နိုင်မှုအတွက်နော်တိုင်းရင်းသားအားလုံးနဲ့နော်စစ်ကြောင်းအားလုံးနဲ့ကျွန်တော်တို့ပေါင်းစပ်ပြီးတပြည်လုံးဆိုင်ရာထိုးစစ်ကိုပြင်ဆင်ရေးဆွဲပြီးတော့မှ လုပ်နိုင်ရင်ကျွန်တော်တို့2025ခုနှစ်ဟာကျွန်တော်တို့ရဲ့အောင်ပွဲနှစ်ဖြစ်နိုင်တယ်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ် ဟုတ်တယ်ဆိုရင်ရတော့ပေါ့နော် NUG ရဲ့နှီးပြော်အားဆိုတော့ခုဆိုပြောင်းလဲတည်နေတာပြမသူတို့အနေနဲ့ဒီအထွေထွေပြုလုံးချွတ်ထိုးဆက်စတင်နေဖို့ဆိုရင်ကျွန်တော်တိုင်းတားလေးနဲ့ကန်တဖို့အနေနဲ့သူဒီစေးဘိုအစိုးရတရားကိုဖွဲ့စည်းတည်နေပြီဆိုတဲ့အကြောင်းလည်းထပ်ပြီးတော့မှသုံးသပ်ပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်အားလုံးအခုဆိုရင်နေရာဒေတာမရေးစကွန်စီတဖို့နေချင်းမွနေတဲ့ချိန်မှာပဲကျွန်တော်ဒီပြီးမားတယ်ပေါ့နော်ဒီတောင်တန်းနေတာမှာရှိတဲ့ဒေါ်လိုက်တဖို့နေချစ်စမီမီနဲ့ရှေ့ကိုတော့ဖို့လွှဲနေတာဖြစ်ပြီးတော့မှ ဟိုးဆွန်စစ်ကောင်စီနေနဲ့လေကြောင်းတခင်တို့စစ်တိုက်လို့ဆောင်နေတာပဲဖြစ်ပါတယ်ဒါတွေကိုကျွန်တော်အနေနဲ့ဟာသားနိုင်ဖို့ဆိုရင်တော့တနင်္လာရက်တစ်ဖွဲ့ဝင်တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားထဲမှာအချင်းချင်းစီလုံးညွှတ်ဆောင်တဲ့တရင်ချက်လက်တွေဖလဲရင်းနဲ့ကျွန်တော်ဒီတော်လိုင်းကိုပွဲသိမ်းဖို့အမြန်လိုအပ်နေပြီဆိုတဲ့အကြောင်းလည်းသူကနေပြီးတော့မှထလောင်းပြောကြားထားတာပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနဲ့တုံးခွားမျိုးတွေကအုတ်ကြီးရနေပြီးတော့မှကြေးရနေပြီးသူတွေပုံမှန်ဘယ်လိုမျိုးအနိုင်ကျင့်ပြီးတော့မှပေါ့နော်စီးပွားရှာနေလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့မှနောက်ထောင်ကြည့်လိုက်ရအောင်နော် ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့ပြည်သူ့ဂျာကပြည်သူ့စကားအစီအစဉ်အနေနဲ့တုံးခမြို့ကပြည်သူတော်ရေးသားပြပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ရန်ကုန်တိုင်းတုံးခမြို့နယ်ညောင်လန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဦးလှိုင်စိုးကျော်ဟာကျေးရွာအတွင်းနေထိုင်သူနဲ့ပြည်ပရောက်လုပ်ငန်းလုပ်ကင်နေသူများကိုတအူးမှအလွတ်မပေးဘဲတဲ့အိမ်မှာ၁၈နှစ်မှ35နှစ်အတွင်းတက်ဆိုင်သူ၂ဦးရှိပါကတယောက်လျင်6000ကျပ်ပေးဆောင်ရပါတယ်။တက်ကြီးများအသက်35နှစ်မှ90ကျော်အတွင်း တဦးကို2000ကျပ်ပေးရပါတယ်။ဒီထက်ဆွေးရတာကကြီးဝါထိတ်မှရှိတဲ့တောင်ထုံးနေတဲ့မြေကိုအကွက်ရိုက်ပြီးရောင်းချကအလွဲသုံးစားပြုလုပ်နေခြင်းပါ။နိုင်ငံပိုင်လေယာမြေကြီးဝါပိုင်လေယာမြေများကိုကိုကျိုးစီးပွားလို့လှုပ်ဆောင်နေပါတယ်။မြို့နယ်ခရိုင်တိုင်းဒေသကြီးတွေကတာဝန်ရှိသူများသိရှိစေရန်တင်ပြအပ်ပါတယ်လို့စာရေးသားပြပို့လာပါတယ်ရှင်။ပြည်သူများအနေနဲ့ကျမတို့ဒေါ်နာရဲ့ပြည်သူကြားကပြည်သူစကားအစီအစဉ်မှာပါဝင်ခြင်းရင်မက်ဆေ့ချ်ဘောက်ကနေတင်ဆက်ပေးပို့ပြီးပါဝင်နိုင်ပါတယ်။ ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဒီအကြီးပြချရတော့တော်များနေတာပါနော်အဲ့လိုကောင်းတွေကျွန်တော်တော်လည်းရဲ့ပေါ်ဒီကနေပြတော့မှဘောချာဆုတ်ချနေတာပြတော့မှစမုထောင်းပရိနေနဲ့ပတ်သက်ပြတော့မှပြည်သူတွေဆီကနေပြတော့မှငွေကြေးတောင်းရနေတဲ့အုပ်စုတွေပဲဖြစ်ပါတယ်အခုဆိုရင်လည်းကျွန်တော်တို့ပြည်သူတွေပိုင်တဲ့လဲမျိုးတွေသူကနေပြတော့မှတရားမဝင်ခိုးယောင်ပြတော့မှပါနော်လှုပ်ဆောင်နေတော့ကျွန်တော်ချီချာဖြစ်ဒီလိုစစ်ကောင်စီနဲ့ပူးတဲ့ပြတော့မှလှုပ်ဆောင်နေကြတဲ့ဒလန်ဖြူစော်တီအုပ်ချီတွေဆိုတော့ကျွန်တော်တို့ပြည်သူတွေပုံမှာရဲစစ်စစ်မုံမှာပြတော့မှ ခုလိုမျိုးကိုကျိုးရှာစီးပွားရေးတွေလုပ်နေတယ်ဆိုတော့လည်းကျွန်တော်ထပ်ပြီးတော့မှတွေ့ရတာပဲဖြစ်ပါတယ်ပြည်သူတွေနဲ့အားလုံးစီစီလုံးလုံးနဲ့ပေါ့နော်ကျွန်တော်တလင်ရေးပေါ်တွေကိုတရင်ချက်လက်တွေပေးပြီးတော့မှဒီလိုကျွန်တော်ပြည်သူတွေမှာရစ်စစ်နေတဲ့စကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အောက်ချာအိုကြီးတွေကိုအများဆုံးရှင်းလင်းတင်နေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမိုက်ကိုကကျော်ဆိုးကနေပြီးတော့မှအန်ယူဂျီနဲ့ PDF တပ်ဖွဲ့ဝင်တွေကိုဘလို့အားချောင်းစင်ကိုပြောဆိုထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ကတော့ ဘယ်တော့မှခင်ဗျားတို့ຫນွေဥတော်လိုင်းပဲຫນွေဥတော်လိုင်းပဲတော့မှအော်မေဂျာမရှိဘူးဘာကြောင့်လဲခင်ဗျားတို့တိုက်တာကလူတို့ကိုတိုက်တာဟင်းလူတို့ကိုတိုက်တာစစ်တပ်ကိုတိုက်တာမဟုတ်ခင်ဗျားတို့ပြောစစ်တပ်ကိုတိုက်လူတို့ကိုတိုက်တာခင်ဗျားတို့ကြောင့်ခင်ဗျားတို့ကြောင့်ခင်ဗျားတို့ဝင်တဲ့နေရာတွေအားလုံးကျိုးချေသွားတာပဲအင်းတော့ကျိုးချေသွားတယ်ဒီဘက်ကကျွန်တော်တို့သခိုင်းထဲမှာရှိမြို့လေခင်ဗျားလိုက်ချေကျိုးချေသွားတယ်ကျိုးချေသွားအများကြီးပဲခင်ဗျားဘယ်သူတိုက်တာလူတို့တိုက်တာလူတို့တိုက်တာပဲကဲအခုကစစ်တပ်မရှိဘူးခင်ဗျားတို့ပြောနေကအင်းတော်တို့ဘာမှတတ်မရှိတော့ဘူးရအောင်ပြန်လဲထူထောင်ခင်ဗျားတို့လှုပ်လေဘယ်သူကလှုပ်လဲကဲဘယ်သူလှုပ်မလဲ လောက်ကြလေပြန်လဲထူထောင်ရေးကဘယ်သူကလုံလဲလုံစမ်းမအားမှာခင်ဗျားတို့အင်းတော်ခင်ဗျားတို့ရပြီဆိုလက်ရှိခင်ဗျား NGO အုပ်စုတွေကြွေးကြော်တာပါလေအဲမျိုးပေါင်း60ကျော်ရပြီဆိုခင်ဗျားတို့ကြွေးကြော်တယ်လုံလေအဲ60ကျော်မှာခင်ဗျားပြန်လဲထူထောင်ရေးလုံတတိရှိလာဆိုခင်ဗျားတို့အဲမျိုးပေါင်း60ကျော်မှာခင်ဗျားတို့ရွေးကောက်ပဲလုံတတိရှိလာခင်ဗျားအဲမျိုးပေါင်း60ကျော်မှာခင်ဗျားတို့အ NGO ရဲ့မျိုးနဲ့အုပ်ချုပ်ရေးအောင် NGO ရဲ့ရဲတရင် NGO ရဲ့ခင်ဗျားတို့ဘာပါကပါဆိုစိုင်းဘုံတင်လိုက်လုံလိုက်တတိရှိလုံလေအင်းခင်ဗျားတို့တတိရှိဆိုအဲမျိုးပေါင်း60ကျော်မှာရွေးကောက်ပဲလုံလုံးပြောင်းနေပြီးကြုံညာပြရှောက်ပါတယ်ခင်ဗျားတို့နိုင်ငံကြုံညာပါလား နိုင်ငံကျော်ညာပဲအစိုးရဘွားပဲလောက်လေတက်တိရှင်မြို့ပေါင်း90ကျော်ရရဲဆိုအဲ့90ကျော်မှာကျွန်တော်ရှင်းရတင်ပြသလိုပါကပါယုံရဲစခန်းပီရီရဲစခန်းပီရီတက်ရင်ရောက်လိုက်လေလောက်ပြီ Google မှာတင်တက်တိရှင်လောက်လိုက်လေပြီးသွားလိမ့်မယ်အချိန်နေရတိုက်ပွဲဆိုတော့နှစ်ဖက်သေးတယ်ဗျနှစ်ဖက်သေးတယ်ဒါပေမဲ့ခင်ဗျာဘသူကတိုင်းပြည်တွေကလောက်တာလေဘသူကတိုင်းပြည်တွေဖြတ်တာလေဆိုရှိတယ်ပမာရတဲ့အဖြစ်ပေါ်သွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒါအန်ယူဂျီကဝင်ကြီးစုတို့ကတော့ဝင်ခိုင်းလိုက်တယ်လင်းတွေတော့မှတစ်ထောင်ကျော်သေးတယ်ဒါတစ်ထောင်ကျော်ဆိုတော့ခင်ဗျာ1500လား 1999လောက်မသိဘူး1000ကျော်ပြေးလိုက်တယ်အဲ့မှာခင်ဗျအတူပြက်ကခင်ဗျသူ့ရဲ့စင်ရရဆိုတော့မှ9000ကျော်လောက်ဖြစ်သွားပြီကျော်ဆိုရတော့ဗောနာကျော်တို့ခုဆို NUG နဲ့ PDF တဖို့နေသူတို့တင်ပိုက်ထားတဲ့နေမျိုးတွေမှာဒီစီယုံတွေဖွင့်လက်တင်တပြီဆိုပြတဲ့ပုံစံပြနေဗောနာ what happen popularly ဆိုပြီးပြောဆိုထားတာဖြစ်ရတယ်သူပြောချင်တဲ့ပုံစံကတော့ကျတို့တော်လိုင်းရေးရဲ့ဘော်တွေရဲ့တင်နေရာတွေကို line ပေါ်တင်ပြီးတော့မှသူတို့တွေနဲ့လေးချောင်းနေပြီးတော့မှဘုံကျဲတခန့်တွေလောက်ဆောင်နေအောင် ဘောပန်းလေးစရပြောဆိုထားတာဖြစ်ပြီးတော့မှဒီကောင်တွေရဲ့ညာတော့ဗောနာကျွန်တော်အင်းနေတလောပဲရှိတယ်ဆိုတော့လည်းပြီသူတို့ဘက်ကနေပြီးတော့မှပြောဆိုလာတာပဲဖြစ်ပါတယ်သူတို့အနေနဲ့တတင်းရှုံးနေတဲ့အချိန်မှာပဲဒီလိုမျိုးအရင်မရဖတ်မရတတင်းတွေပြောပြီးတော့မှကျွန်တော်ရဲဘော်တွေကိုဝါရမိုင်းတက်ဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်အခုဆိုလည်းကျွန်တော် NUG နဲ့ဗောနာကျန်တဲ့တော်လိုင်းရဲ့ရဲဘော်ပြီသူတွေကြားထဲမှာတူဟက်တက်ရှုတိုင်းလေးလည်းစစ်တိုက်ပြောဆိုအသုံးပြုလာတာပြီးတော့မှနောက်တော့သူတို့ရဲ့နေဝင်ခါနေ့အချိန်ဆိုရင် ပြောလေးပြောထားရှိတဲ့စကလုံးတွေကိုကျွန်တော်ထပ်ပြီးတော့မှကြားရတာပဲဖြစ်ပါတယ်။ဒီကျော်ဆိုးပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေချက်တဲ့မျိုးပါပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့အမြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးအတောင်းဆိုပါတယ်။နောက်ထပ်ဗီဒီယိုသဘောကတော့ဇဘွေးရနေပြီးတော့မှ KTV မှာဆက်ဒီဖြားတမ်းပဲရောက်နေချက်တဲ့စစ်ကောင်စီဘိုးအရာရှိတွေကိုဘယ်လိုမျိုးစုမပြောဆိုထားလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။အခုကျတော့ဘာကကြောင့်ကြီးအောင်မှကြီးအောင်ကိုယ့်ရဲ့တပည့်သားသမီးကိုကြီးတဲ့တစ်ချက်မပေါက်ဘဲနဲ့နားချုံမျိုးတွေဝင်အောင်သူလုပ်ပေးထားတယ်။ နော်အဲရမခါနေလည်းအခုပြန်ရောက်တယ်ပြန်ရောက်တယ်အတန်တွေကြားနေရပြန်ပြီအဲ့ဒါပြောရင်ဇော်ဘုံကြီးမကောင်းဘူးပြေအောင်မယ်နော် KTV သွားလေးလည်းချောကြနော်အဲ့လောက်ပဲပြောမယ်ဗျာအိုက်တက်ဆက်ပြောရင်တိုက်ခိုက်တဲ့လူရမ်းများလုံးလို့နော်တရင်ကတောက်ချောက်တီကိုရောက်နေတာ KTV သွားကိုကြီးအရင်လိုအချိုးပဲနော် KTV တွေသွားနေပြန်ပြီဆိုတော့ဟောပြန်လေထူထောင်ပြီးတော့မှကိုယ့်ရဲ့မျိုးကိုယ့်ရဲ့ပြည်သူလူထုတွေခိုးဆိုးလူနိုင်နေတဲ့ကောင်တွေကိုချိန်မုံတုတ်တွေနှိမ်နှင်းပြီးတော့မှဖမ်းဆီးပြီးတော့မှမျိုးရဲ့တန်ရှင်ရေးတာယာရေးမျိုးဖွံ့ဖြိုးရေးကိုလောက်ရမှာပင်အဲ့ရနေမှာတစ်ဆင့်တိမ်ကြီးတို့ဘာလို့သွားရမှာ ကဲအခုအဲ့လိုမလုပ်ဘဲနဲ့ရောက်တာနဲ့ဆိုတော့သူကလုံးပြန်ပြီ KDB ပဲရောက်ပြန်ပြီဟွန်းပြောပြီနော်တကယ်တကယ်ပြောတာဟိုပြောတော့လဲပြောတော့လဲမကြိုက်ဘူးရိုက်တော့လဲငိုတယ်ဆိုတာအဲ့ဒါမျိုးတွေကိုပြောတာနော်ပြောရင်မကြိုက်ဘူးရိုက်ရင်ငိုတယ်ငါတိငါတက်ငါကုန်တိငါကုန်တက်ငါကုန်တိငါကုန်တက်ဘာလို့ကြာမှာလဲဗျာအဲ့ဒါတွေကအောက်ကသတင်းတွေကိုနားတော့နောက်မှကိုပဲကိုစစ်သားချင်းချင်းတကယ်မျက်ရည်ကြားဖို့ကောင်းတဲ့မြင်ကွင်းတွေမြင်ခဲ့ရတာတွေဗျာအဲ့ဒါတွေလိန်ခဲ့လို့ပေါ့အဖရေခဲ့ပါဘာရေခဲ့ပါဘာစင်ပြပါလဲအဖမိတ်အာလူကမဟုတ်ပါဘူးလို့ဘာလို့ပြောတော့လစ်တာပေါ့ဗျာ ဟုတ်တယ်မလားလစ်တာရေးမကြည့်ဘူးအသက်ပေါင်းကြောင်လားဆိုတာပေးဆက်ရတာနော်လက်နဲ့ခရံရိတ်ကအချိန်မီကောင်းရမှာနော်အောက်ချိန်မှာဒီအချိန်တန်းတွက်သွားတဲ့စစ်တီတွေမှာလူလူမှဆိုလဲမိပါတွေနဲ့အိမ်အောင်တယ်ဆိုလဲမိသားစုတွေနဲ့ဒါတွေကိုပေးဆက်ရလို့ဒီလောက်လေးပြောတာကိုဘလို့ဖြစ်လို့ကျွန်တော်ခင်ဗျားတို့ကဟိုဟာဖြစ်ရတာတော့ဟမ်ခင်ဗျားတို့ကိုချင်းမစားနာတတ်ဘူးလေခင်ဗျားတို့မိသားစုတွေမှာမပါသေးတာဟုတ်တယ်မလားခင်ဗျားတို့ကတော့မှပြေးလာလို့ရသေးရပဲမင်းတို့တော့မှနေပြီးတော့ရန်ကုန်တို့မန္တလေးတို့မှနေလို့ရသေးတာပဲဟုတ်လား ဲ့ဒီဆုံးဆုံးသွားတဲ့အရာတွေမှာဟုတ်လားအလောင်းပြောက်တာတို့ဟုတ်လားပျောက်ဆုံးစစ်တီတို့ပြန်ပြရသေးတာတို့အခက်ခဲဖြစ်နေတဲ့ရဲမေတွေအောက်မှာတပုံကြီးနော်အဲ့အောက်ချိန်မှာဘယ်သူမှတောင်းဝင်မှုတောင်းဝင်ခံမှုမရှိဘူးအဲ့အရာတွေကိုတောင်းဝင်ခံမှုတောင်းဝင်ခံမှုရှိအောင်သိအောင်ကြိုးစားရမှာအဲ့ဒါအထက်အကြီးကဲတောင်းဝင်ဟုတ်လားနည်းနည်းတော်တာတော့ဒီလက်ဘကမှာတော့ဒီမြေတွေပါလေခြံတွေတော့ရလိုက်ပါသေးတယ်နော်တော်တော်များများတော့အဲ့အရာလေးတွေတော့တွေးလိုက်သေးတယ် ဘောရတော့ဗောနော်ကျတို့သူပြောချင်တာတော့အခုဆိုရင်လာရှုမျိုးကိုစစ်ကောင်စင်းနေပြီးတော့မှပြန်လဲဝင်ရောက်တဲ့အချိန်မှာပဲတချို့စစ်ကောင်စီရရှိတွေကနေပြီးတော့မှ KTV မှာဆက်လို့ပဲအယုံဆုံးသွားတယ်ဆိုပြီးတော့မှသူကိုယ်တိုင်တယောက်ပြောလာတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လဲဗောနော်တောင်မခံမရနိုင်ဖြစ်ပြီးတော့မှအခုဆိုရင်စစ်ကွေးဘောမှာရောက်ခဲ့တွေနဲ့စစ်ကောင်စီရရှိတွေကနေပြီးတော့မှသူကိုဖမ်းဆီးပြီးတော့မှ ထောင်ထက်ထဲဖို့စ조사နေတယ်ဆိုတော့လည်းကျွန်တော်တက်ပြီးတော့မှတွေ့ရပဲဖြစ်ပါတယ်ဖက်ခွဆာမညီရာနဲ့ပြီးတော့မှအခုလိုမျိုးအားချောင်ပြောဆိုတဲ့ဘောင်းရဲ့ချင်းချောင်းဆိုမှချခင်မှာတော့ဒီကောင်လဲပေါ့နော်ထောင်ထမင်းဆားရတော့မှဖြစ်ကိုကျွန်တော်တက်ပြီးတော့မှကြားဖို့ရှိတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကိုစီကနေပြီးတော့မှတောင်ပိုင်းတိုင်းမှာဖွဲချံပြနေတဲ့ Can you PDF ဖုန်းတဖို့မနေရဲ့စကန်တိုင်းအောင်ပွဲတွေနဲ့ပတ်သက်ပြီးတော့မှအားရစွာပြောဆိုထားတာဖြစ်ပါတယ်ကိုစီဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လဲရအောင်နော် ရှင်းရှင်းလေးဗမာစစ်တပ်ဗမာစစ်တပ်လို့ပြောနေတဲ့အဲ့ဒီစစ်တပ်တွေဗမာရွာတွေမှာပါပုံကြီးနှိမ့်ဆက်နေတာအဲ့တော့ဒီပို့ဒေတာမှာရှိတဲ့နော်ပို့ပြည်သူတွေဟာဒီစစ်တပ်ရဲ့ရောက်မှမှုကိုဘယ်လောက်ခံနေရလဲဆိုတာအထူးပြောနေကြမလို့ဘူးဒါပေမဲ့ဘာဖြစ်လဲအားလုံးတိတဲ့အတိုင်းကင်းရင်ပြည်နယ်မှာဆိုဗီဒီယိုကိုမွေးတယ်နော်ပြီးလို့ရှိရင်တင်းကင်းချင်းပြန်အင်ဂျင်ချင်းအိုးမဲတော့ပြီးခုတ်ခိုင်းတယ်ဒါဒါဒါဒီကောင်တွေရောက်မှမှုနော်အဲ့တော့ဒီဘက်မှာအခုနောက်ပိုင်းခေတ်တွေမှာလူငယ်တွေကအမျော်အမြင်ဟိုဘယ်လိုပြောမလဲအတင်းညာတွေပွင့်လာကြတော့သူတို့တိုက်တိုင်းတိုက်လို့မရတဲ့အနေထားဖြစ်သွားလို့အရင်ခေတ်ကဆိုကင်းရင်ချင်းပြန်ချတယ် စဉ်းစားကြည့်ဒီကောင်လေးရုပ်မှရက်ဆက်မှုကဘယ်လောက်ထိဆိုလဲဆိုတာဒီ power data တွေမှာလည်းဘယ်လိုပဲ PNN တွေနဲ့ PNNO ရန်တိုက်ပေးတယ်အဓိကအဲ့ဒီစစ်ကိုးတွေကြောက်ပဲဒါကြောင့်မလို့ကျွန်တော်တို့ပြောချင်တာဒီကာလမှာကိုလူမျိုးအချင်းချင်းဘာအကြောင်းနဲ့မှတနက်ပြောင်းလှည့်စရာမလိုဘူးတော့ power power ချင်းပြစ်စရာဘာအကြောင်းနဲ့မှမရှိဘူးကျွန်တော်တို့ကိုကြီးကြီးပြစ်စရာဘာအကြောင်းနဲ့မှမရှိဘူးဘာမှမှချင်းပြစ်စရာဘာအကြောင်းနဲ့မှမရှိဘူးเนาะအခုရခိုင်မှာလည်းကြည့်ကျွန်တော်တို့ကမြေအောင်ကြည့်တွေ့ရခိုင်တလောက်စီယုံညီညွတ်မှုတဲ့ရခိုင်တောင်မှဒေါ်စောမြလေးရာသာတို့ကိုတနက်တွေသွားထုတ်ပေးလက်နက်တွေတက်ဆင်ပေးပြီးတော့အဲမသိလို့ရှိရင်ကြည့် တစင်သွားထောက်ပြီးတော့ရခိုင်ရခိုင်ချင်းသွားတိုက်တယ်မြင်ကြတယ်မလားအေးအဲ့လားပဲဒါကြောင့်မလို့ကျွန်တော်တို့အောက်ချစ်ပြည်သူတွေတိခါမှာကငါတို့တည်သူပြည်သူချင်းဘာအကြောင်းနဲ့မှတနက်ပြောင်းဖလဲအောင်ဆိုတဲ့အသွေးကိုတွေးဖို့လိုတယ်ငါတို့ပြည်သူအချင်းချင်းကိုတနက်ပြောင်းလှည့်နေတဲ့ကောင်ဆိုတဲ့အဲ့ဒီလက်နက်ကန်ရအောက်တန်းစားလားကျင်းကြီးအဲ့ဒီဟာဒါအမှန်ဆုံးသကားမငြင်းလို့မရဘူးနော်ကြည့်လူမျိုးတိုင်းကိုဒီကောင်တွေကလိုက်ပြီးတော့တွေးခွဲတယ်ရန်တိုက်တယ်ပက်ရှုတယ်ပြီးရင်သူတို့အိမ်ချက်ချင်းချင်းအိုမက်တော့ပြီးခုခိုင်းတယ်ရှုံးတဲ့ကောင်ကိုသူတို့ကောက်စားမယ်နိုင်တဲ့ကောင်ကိုသူတို့ကောက်မွေးမယ်အဲ့ဒီပုံစံကိုလုပ်လာတာဒါပေမဲ့အခုဒီနေ့ခေတ်မှာတော့ ီ social media ရဲ့အတူတင်းစုကြောင့်အားလုံးကပွင့်လင်းမြင်သာနဲ့ထိကြောက်လာတဲ့အတွက်သူတို့လုံချင်တိုင်းလုံလို့မရတဲ့အနေအထားဖြစ်လာတယ်။အဲ့တော့ကရင်ပြည်နယ်မှာအခုဆိုရင်တမဟာခွန်စခန်းအလုံးမလုံးလုံလို့တော်လိုင်းတောက်ချောက်ဆဲတာကြတာနော်။အခုတမဟာခွန်ထဆောင်လိုက်ပြီရှိတဲ့စခန်းကုန်နော်။အခုဒီဘန်ဒူနာစခန်းဆိုရင်အဲ့ဘေးနောင်စခန်းဆိုရင်ဆောက်ကိုသူတို့ပြောရတယ်ဘေးနောင်ဘန်ဒူနာအလောင်းပြောင်းမသိစာနေချောင်းမှာဟိုတောင်းတက်တဲ့ကလေးလိုပဲကွာအာယုံကြီးနဲ့နှောက်ပါတယ်ဟမ်ဟိုအရင်ခက်ကတူရဲကောင်းနေလေအငိမ်မင်းကြီးကဒီကောင်းနေလက်ထက်ကြမှာစောက်ရမ်းမယ်အကောင်းပြောတာ ဟိုမသိလို့ရှိရင်ဘယင်းနောင်တို့နာမည်ပေးကြတယ်ဘယင်းနောင်ရဲ့ရင်းစံတက်တိတွေသူတို့ကိုယ်လည်းစီးဝင်မှအောင်မိတာမသိတိတာဘယင်းနောင်ရဲ့ရင်းစံတက်တိတွေစီးဝင်ဘယင်းနောင်ရဲ့ဟိုအထောက်အကူစီးဝင်သွားနိုင်မှာမသိတာနော်အဲ့တော့အဲ့ဒီစခန်းဆိုရင်နိုင်ပိုင်းတွေကိုတိတ်နိုင်တာအဲ့တော့တသက်လုံးတိုက်လာတာမနိုင်တဲ့စခန်းဘာကြောင့်မနိုင်တာလဲအဲ့ဒါအဖြေပဲတသက်လုံးကသူတို့ရဲ့ဝါရမိုင်းအောက်မှာတီတူကကြားရောက်ခဲ့ရအဲ့ဒီအတွက်သူတို့ဝါရမိုင်းဖြန့်လို့ကရင်ဆိုရင်တပုံငပွေ့ဒီမှာကိုစီပြောထားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ကရင်တွေစီလုံးလို့ အခုဆိုရင်စစ်ကောင်စီရဲ့စခန်းတွေကိုလွယ်လွယ်ကူကူနဲ့အသိပေးရရှိနေပြီဆိုတဲ့အကြောင်းတရားလေးကိုအရှင်းပြပြောဆိုထားတာပဲဖြစ်ပါတယ်။တို့မြန်မာပြည်နေရာထဲမှာဆိုတဲ့စစ်ကောင်စီနေနဲ့ဒီလိုမျိုးတို့ရဲ့လက်ကင်တို့ နစားကနေဖြစ်ပြန်ပြီးတော့မှတုံချနေတာပြီးတော့မှကျွန်တော်တို့ပြည်သူတွေချင်းချင်းတစ်ဖက်တည်းကိစ္စတွေကိုလည်းသူတို့ကနေပြီးတော့မှနောက်ွယ်ကနေမိမွေးနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကရင်မှာကြည့်လိုက်မယ်ဆိုတော့အခုဆိုရင်ဒီထိုင်းနိုင်ငံနဲ့ပေါ့နော်ထိဆက်နေတဲ့နေဆစီမင်းတကြောမှာရှိတဲ့သူတို့ရဲ့စခန်းတွေကဆိုတော့ကျွန်တော်တို့ Canary Point တစ်ဖက်အနေနဲ့ပြီးတော့မှနေဆင်းနေမြတ်တင်ပရရှိထားတာမို့လို့လားတော့ကျွန်တော်တို့ပြည်သူတွေနဲ့တော်လိုက်ရဲ့ပေါ်တွေစီးလုံးညီအောင်ဆောင်တဲ့ကိုချင်းချင်းရံမဖြစ်တော့ဘဲနဲ့စကောင်စီကို ဝင်သူဖြစ်တတ်မှတ်ပြီးတော့မှတိုက်ခိုက်မယ်ဆိုရင်ဘယ်လိုမျိုးအောင်ဖွဲ့ရရရှိနေလဲဆိုတော့ကျွန်တော်တို့တက်ပြီးတော့မှတွေ့ရတယ်ပဲဖြစ်ပါတယ်ပီတိုတွေနဲ့ဒါအောင်နမူနာယူပြီးတော့မှကျွန်တော်တို့ဘယ်နေရာမဆိုတော်လိုင်းရဲဘော်တွေနဲ့ပီတိုတွေဒီတွေးခွဲတက်ရှုံမှုတွေကိုနားမအောင်ပဲနဲ့ပေါ့နော်တော်လိုင်းရဲဆုံးဆုံးဒီတွားမယ်ဆိုရင်တော့မကြခင်မှာအလုံးမျိုးမှန်းထားတဲ့ငင်းချရဲ့စစ်မှန်တဲ့ဖစ်ဆာနာရှင်စနစ်အမှန်ကန်ဖြုတ်ချဖို့ခွန်လန်းရရှိနိုင်တော့မယ်ဆိုတဲ့ကြောင့်ပြောရင်လည်း ကျွန်တော်ဒီနေ့မရပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စအောင်ကြည့်ရှုပေးကြတဲ့မြန်မာပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာဖို့ကြံပါခြင်းနဲ့ဖြစ်ဆုံးပြီးတော့မှတာယာရဲ့ချန်နယ်နေ့တိလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းအောင်ပြလိုက်ပါတယ်။